အားလုံးမင်္ဂလာပါညီကိုတို့နေကောင်းချမ်းသာချမ်းသာကြပါစေကျွန်တော်ရဲ့ channel လေးဖြစ်တဲ့ MM Football Berlin Tech နဲ့ညီကိုတို့အားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ကမ္ဘာဖလားခြေစစ်ပွဲ2026ပေါ့နော်ဒါ6ပွဲကျွန်တော်ရွေးချယ်ထားပါတယ်ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကတော့ Netherlands Malta Finland Poland San Marino Austria Romania Cyprus Serbia Andorra Latvia နဲ့ Albania တို့ဖြစ်ပါတယ် ဒီထဲမှာမှာပထမဆုံးအနေနဲ့ဖင်လန်နဲ့ပိုလန်တို့ပွဲစဉ်ကိုပွဲချုပ်တောင်းတာပြပါမယ်ဒီပွဲစဉ်ကတော့ည7:45မိနစ်မှာကာမဲပွဲစဉ်ဖြစ်တယ်ပေါ့နော်တက္ကပအဆင့်တမချက်မှာဆိုရင်ဖင်လန်အသင်း69ပိုလန်34ဖြစ်ပါတယ်ဇယားမှာကြီးလိုက်မှာဆိုရင်အင်ရှင်အသင်းဖြစ်တဲ့ဖင်လန်အသင်းက3ပွဲဆော့ပြီပေါ့နော်တပွဲနိုင်တပွဲတည်ရတပွဲရှုံးပြီး4မှရထားတယ်ပိုလန်အသင်းကတော့9ပွဲဆော့ထားတယ်ပေါ့နော်9ပွဲလုံးနိုင်ပြီး6မှရထားတာလည်းတွေ့ရတယ်ပေါ့နော် ဒါဖင်လန်တင်းဆော့ထားတဲ့၃ဘွဲကိုကြည့်မယ်ဆိုရင်အဝေးကွင်းမှာမလ်တာကိုနိုင်တယ်အဝေးကွင်းမှာလက်တူနီယာကိုတရီဆော့တယ်အင်ကွင်းမှာနယ်သာလန်ကိုတူးစီဆွေမှာရှုံးထားတာတွေ့ရတယ်ပိုလန်တင်းရဲ့ဆော့ထားတဲ့၅ဘွဲကိုကြည့်မယ်ဆိုရင်အင်ကွင်းဘွဲဆိုင်၅ဘွဲလုံးအင်ကွင်းမှာပဲဆော့ထားတာတွေ့ရတယ်ပေါ့နော်ဒါလက်တူနီယာကို1စီးနဲ့နိုင်တယ်မလ်တာကိုတူးစီနဲ့နိုင်ထားတယ်တွေ့ရတယ်ပိုလန်တင်းကဂျာရဲ့မှာဒါခြေကမ်းဘွဲလည်းဆော့ထားတာတွေ့ရတယ်ပေါ့နော်ခုနှစ်ရ6လတော့ကဒါမလ်တိုဘာကိုတူးစီနဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော် တဟတ်တူဟတ်ကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒီနှစ်သင်း၅ချိန်တွေ့ထားတဲ့ဖင်လန်တစ်ချိန်နိုင်တယ်နှစ်ချိန်ကတရီနှစ်ချိန်ကပိုလန်နိုင်တာလည်းတွေ့ရတယ်ပေါ့နော် wants to ask ကိုကြည့်မှဆိုရင်ဖင်လန်အနိုင်ကို၅ဆကွယ်တရီကို၃ဆကွယ်နဲ့ပိုလန်အနိုင်ကို80နာပြပေးထားလည်းတွေ့ရပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအောက်ကိုခြိုက်ပါတယ် body ကတော့ကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့ဖင်လန်ပေါ့နော်ဒါအနည်းဆုံးတရီတမတ်ရယူဖို့လိုတယ်ပေါ့နော်ဒီပွဲစဉ်မှာတရင်နေထဲမှာပေါ်ပြထားတာတော့ Lewandowski မဆော့နိုင်ဘူးပေါ့နော်ကျွန်တော် ဖင်လန်ဘော်ဒီနဲ့ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကတော့ Netherlands နဲ့ Malta တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဘော်ဒီကြီးက၄လုံး99ဂိုးပေါင်းကြီးက၄လုံး20ရှုံးဆိုမှဒါစတင်ကြီးတွေပြထားတာတွေ့ရပါတယ်ကမ္ဘာအဆင့်တမချက်မှာတော့ Netherlands အဆင့်6 Malta 169မုန်းနဲ့မြေကြီးกว่าတယ်ဗောနော်အဆင့်တန်းနေရဒါဇာတ်ကိုကြည့်လိုက်မှဆိုလို့ရှိရင်ဒါအင်ရှင်အသင်းဖြစ်တဲ့ Netherlands အခုမှစပြီးမှကျွန်တော်တပွဲပဲဆော့ရသေးတယ်ဗောနော်အဲသူတို့ဆော့ခဲ့တဲ့တပွဲမှာသူတို့နိုင်ထားတဲ့၃မှတ်ရထားတယ် မာတာအတင်းကတော့ဒါ၃မွဲဆော့ပြီးပါပြီ၃မွဲမှာတို့တမတ်ပဲရထားတာတွေ့ရတယ်ပေါ့နော်နှစ်မွဲရှုံးတစ်မွဲတည်းချထားတယ်ပေါ့ဗျာနယ်တနာအတင်းဆော့ကြတာတော့ဒါဖင်လန်ကိုတူးစီးဆိုမှအဝေးကမှနိုင်ထားတယ်ပေါ့နော်ဒါမာတာအတင်းဆော့ကြတဲ့၃မွဲကိုချိလိုက်မှဆိုရင်ဖင်လန်1စီပိုလန်2စီရှုံးထားတယ်ပေါ့နော်ဒါလီတူနီးယားကိုစီးစီးဆော့ထားလဲတွေ့ရဒီ၃မွဲလုံးမှာဂိုးအောင်ဆော့ထားလဲတွေ့ရတယ်ပေါ့နော်ဒါမာတာအတင်းကတော်တော်လေးကျွန်တော်တို့က ကြည့်လိုက်မှဆိုလို့ရှိရင်ပေါ့နော်ဒါဂိုးပြက်ရှုံးထားတာမျိုးမတွေ့ရဘူးသုံးဘွဲဆက်ပေါ့နော်ဒါတော်တော်လေးထင်းထင်းနေနေဆော့နေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနဲ့တင်းရဲ့အခြေအနေကတအားကွာတယ်ပေါ့နော်ဘလို့မှကျွန်တော်မအစားဘူးပြင်ဒီနဲ့တင်းရဲ့ဟတ်တူဟဲလည်းပြန်မရှိပြန်အောင်ပေါ့နော်ဒါနဲ့တန်တင်းကတော့အပြင်းပြေပေါ့နော်တွေးဘူးလေးချင်းကလောက်တော့ပဲဖြစ်မှာပါမက်တလာမှာဆိုရင်တော့ Frankie Di Giorgio တို့ဒါကျွန်တော် Clive တို့ပေါ့နော် Rajendra တို့ Pinkepo တို့ပေါ့နော် Warehouse တို့ ဒါစားပြီးဆိုင်မွန်တို့နေတန်အခီတို့ဒီကစားသမားတွေကိုဒီကထိုင်းနိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးနော်။ Mines to Aus ကိုကြည့်မှဆိုရင် Netherlands အနိုင်ကို9ပြားတရေကို16စား Malta အနိုင်ကို40တစားဘောနော်။ဒီပွဲစဉ်မှာဘောနော်ကျွန်တော်တို့ဒါ Wines ပဲရိုက်မယ့်ညီကိုတွေဆိုလို့ရှိရင်အနည်းဆုံး over 3 over 3လောက်ရိုက်ကြည့်ဘောနော်။ဘာလို့ Wines ပဲကိုထည့်ပြောလဲဆိုတော့ဘောနော်ဒါကျွန်တော်တို့ Wines တချို့ညီကိုတွေ Wines ပဲထိုးတယ်ဘောနော်ကျွန်တော်သိတယ်အဲ့ဒါကြောင့်မို့ တော့မို့လဲပိုတင်းတူစကွန်မိုးဆိုတာရိုက်ကြည့်လို့ရတာပေါ့နော်ဒါမရမဲ့ပတ်စံတွေကနဲမဲ့ပေါ့နော်ဆိုဒီပွဲစဉ်မှာတော့ကျွန်တော် Netherland body ပဲကျွန်တော်ရွေးချယ်ရမှာပဲအင်ကွင်းပွဲစဉ်နဲ့ဖြစ်တယ်ပေါ့နော်ဒါလေးလုံး90နိုင်ဆိုရင် Netherland body ကြိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒါ goal ပေါင်းကြီးက၄လုံး20ရှုံးဆိုရင်တော့ကျွန်တော်ဒါ goal ပေါင်းကြီးကျွန်တော်အနည်းဆုံး၄လုံးလောက်ထိပဲရောက်သွားမှလို့ထင်တယ်ပေါ့နော်ကျွန်တော်အဲကြောင့် goal ပေါင်းအောက်ကိုကြိုက်တယ်ပေါ့နော် Netherland 9နဲ့ Fuji လောက်တော့ဖြစ်မှလို့ကျွန်တော်တွက်ထားလို့ပါ ။နောက်တစ်ပွဲစဉ်တစ်ပွဲကတော့ဒါဆာမာရီနိုနဲ့ဩစတီးရားတို့ပွဲစဉ်ဖြစ်တယ်ဒါအုပ်စု H ပေါ့နော်။ကမ္ဘာအဆင့်တမချက်ကိုကြည့်မယ်ဆိုရင်ဒါဆာမာရီနိုဆိုတာနေရာနဲ့30မှာရှိဩစတီးရား22မှာရှိတယ်ပေါ့နော်။ဒီအတင်းရတာဖွင့်ထားတဲ့ body ကြီးကိုကြည့်မယ်ဆိုရင်လေးလုံး60နိုင်ခူပေါင်းကြီးလေးလုံး90ရှုံးပေါ့နော်။ခုနကနယ်သာလန်ပွဲလို့လို့ပါပဲတိတ်မခွာပါဘူး။ ဒါစတေဘယ်မှာကြီးလိုက်မှာဆိုလို့ရှိရင်အင်ရှင်သင်းမီတာဆာမာရီနိုက၃ဘွဲ့ဆော့ထားတယ်၃ဘွဲ့လုံးရှောင်းထားတယ်။ဩစတေးလျအသင်းကတော့အခုမှကျွန်တော်ဒါတပွဲပဲဆော့ရသေးတာပေါ့နော်။အဲသူဆော့ထားတဲ့တပွဲမှာသူတို့နိုင်ထားတယ်ပေါ့နော်၃ဘွဲ့ရထားတွေ့ရတယ်။ဒါဆာမာရီနိုရဲ့ဒါ၃ဘွဲ့ကိုကြီးလိုက်မှာဆိုလို့ရှိရင်စိုက်ပရက်စ်ကိုအဝေးကွင်းမှာ2-0၊အိမ်ကွင်းမှာရိုမာနီးယားကို5-1အဝေးကွင်းမှာဒါကျွန်တော်ဘော့စနီးယားကို1-0နဲ့ရှောင်းထားပါတယ်။ဩစတေးလျအသင်းကရိုမာနီးယားကို2-1နဲ့နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်။ ဒါ head to head ကတော့၂ချိန်နဲ့ရှိတယ်ပေါ့နော်ဒီ၂ချိန်လုံးမှာဩစတြေးလျအပြင်ကဂိုးပြတ်ထည့်ထားတာတွေ့ရတယ်။မနီကိုတော့တစ်ချက်ကြည့်လိုက်မှာဆိုရင် San Marino အတင်းကတော်တော်လေးကိုညံ့တယ်နော်ညံ့တဲ့ထက်မှာတော်တော်လေးဆိုးတာညံ့တယ်ဒါပေမဲ့လက်ရှိကျွန်တော်ဒီဩစတြေးလျအတင်းကလည်းရုံစားလို့ရတဲ့ထက်မှာမပါဘူးနော်တိတ်ရုံစားလို့မရဘူးတက်လို့ဒီအတင်းကလည်းဒါဟိုအရင်တော့ကဒါကျွန်တော်ဒါ National League ကံကြတဲ့တုန်းကတော့တော်တော်လေးဟုတ်နေတာပဲခုနောက်ပိုင်းပွဲတွေမှာဆိုရင်ဒါ ဘွန်မက်စလီကအခြေပြုထားတဲ့ကစားသမားတွေအများပြားရှိရပေါ့နော်ဒီမှာကျတော့ to os ကိုကြည့်လိုက်မယ်ဆိုရင် San Marino 68စရတယ်တရီကို19စရတယ်ဒါအော်စတီးယားအနိုင်ကိုနှစ်ပြားပဲပေးထားပါတယ်ဗျာဒါအော်စတီးယားမှာဆိုလို့ရှင်စပစ်စာအနာတိုဘီလိုင်းမားပေါ့နော်ဒီကစားဝိုင်းမားတို့ဒန်ဆိုတို့ဒီကစားသမားတွေဝတ်ထလာမှာပေါ့နော်လာဇာရီပေါ့ဒါကျွန်တော် San Marino မှာလာဇာရီနာနီပေါ့နော်ဒီကစားသမားတွေပေါ့ဗျာ ရီကာဒီတို့ဒီစားသမားနဲ့ပွဲထွက်လာဖို့များပါတယ်။ဒါကိုသမားဆိုဆာမာရီနိုမှာတော်တော်လေးကောင်းတယ်မနော်။ကိုလံဘူဆိုကိုကိုသမားတော်တော်လေးကောင်းတယ်။ဒီကိုသမားကျွန်တော်ဒါဘော့စနီးယားနဲ့ပွဲတယ်မှာဆိုတော်တော်လေးခြေစွမ်းပြရသွားတယ်ပေါ့နော်။လက်စွမ်းပြရသွားတယ်လို့ပြောရမှာပေါ့။ခြေစွမ်းလက်စွမ်းအကုန်ပြသွားတယ်။တွေ့ရပါတယ်။ဒီပွဲစဉ်မှာဝိုင်းစပယ်ရမယ့်ညီကိုတွေကတော့ကျွန်တော်ထင်တယ်ဘိုတင်းတူစကောနိုးတော်တော်လေးကောင်းမှလို့ထင်တယ်ဗောနော်ရရပတ်စံတော့နည်းမယ် ပြီးလို့ရှိရင်ကျွန်တော် over 3ပေါ့နော် over 3လောက်ရိုက်ဖို့ပေါ့နော်ဒါ wise ဘက်မှာ over 3လောက်ရိုက်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့ပေါ့နော်အဲ့မှာတော့ကျွန်တော် body မှာပေါ့နော် blue ဘက်နေနေပါ austria body ပဲခြိုက်ပါတယ် austria body ခြိုက်ပါတယ်ကျွန်တော်ပြီးလို့ရှိရင်5ပေါင်းအပေါ်ပေါ့နော် austria နဲ့5ပေါင်းအပေါ်ဒါအရေးဆုံးပြီးကြွေးလိုက်ပါပြီအဲ့ပွဲစဉ်တပွဲကတော့ Romania နဲ့ Cyprus ဆိုတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာ Romania အတင်းအနေနဲ့နှလုံး60နိုင်9ပေါင်းကြီး360စားဆိုမှာဖွင့်ထားတယ်ပေါ့နော် ဒါကဘာအစင်တမချက်ကိုကြည့်မယ်ဆိုရင်ရိုမာနီးယား45နဲ့ Cyprus က129ပါဗျာ table မှာကြည့်လိုက်မှာဆိုလို့ရှိရင် ancient အတင်းဖြစ်တဲ့ Romania 3ပွဲကံပြီးပါပြီ2ပွဲနိုင်2ပွဲရှုံး Cyprus အတင်းကတော့2ပွဲဆော့ထားပါတယ်2ပွဲနိုင်2ပွဲရှုံးထားတာတွေ့ရတယ်ဗျာ Romania အတင်းဆော့ထားတဲ့3ပွဲကိုကြည့်မယ်ဆိုရင်အင်ကွဲမှာ Bosnia ကိုရှုံးတယ် away ဝင်းမှာကျွန်တော် San Marino နိုင်ထားတယ် away ဝင်းမှာဒါ Austria ကို2-1နဲ့ရှုံးထားတယ်တွေ့ရတယ်ဗျာ Cyprus အပြင်ရဲ့ဒါနှစ်ပွဲကိုကြည့်လိုက်မှဆိုရင်ဒါ San Marino အိမ်ကွက်မှာ2-0နဲ့နိုင်တယ်အဝေးကွက်မှာ Bosnia ကို2-1နဲ့ရှုံးတယ်ဒါဂျာရက်မှာသူတို့ခြေစမ်းပွဲလဲဆော့ထားတာတွေ့ရတယ်ပေါ့နော်6ရက်6လာမှတဲ့ပွဲစမှာတူတူကျထားတာတွေ့ရတယ်ပေါ့နော် head to head မှာဆိုရင်တော့၃ချိန်တွေ့ထားပါတယ်ရိုမနီးယား၂ချိန်နိုင်တယ်၁ချိန်တော့တည်ယူချထားတယ်တွေ့ရတယ်ပေါ့နော် points to odds ကိုကြည့်မှဆိုရင်ရိုမနီးယားအနိုင်ကို၂၈ဗျာ တရီုံ၅ဇာခွန်းနဲ့ site prep အနံကို73ဇာပေးထားတာတော့တွေ့ရတယ်ပေါ့နော်။ဒါကစားသမိုင်းအင်အားတော့တအားကွာတယ်ပေါ့ဗျာ။ဒါပေမဲ့လည်း site prep ကခုနောက်ပိုင်းပွဲတွေမှာဆိုတော်တော်လေးထိန်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 းဆော့လာတာမျိုးလည်းတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်ဗျာ။တောင်းလုံးပေါ့နော်။ဒါခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ။တောင်းလုံး60နဲ့ဆိုတော့ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်။ဒါ body မှာတော့ကျွန်တော်နှလုံးသွင်းတာနဲ့90နိုင်မယ်ပေါ့နော်။ ဒါရိုမနီးယားဘော်ဒီပဲခြိုက်ပါတယ်ရိုမနီးယားဘော်ဒီနဲ့ဒါကျွန်တော်ကိုပေါင်းအပေါ်ခြိုက်တယ်ပေါ့နော်အဲ့ပွဲစဉ်တစ်ပွဲကတော့ဆာဗီယာနဲ့အန်ဒိုရာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါဆာဗီယာအတင်းကတော့ကျွန်တော်3020နိုင်ပေါ့နော်ပေးထား3020နိုင်ကိုပေါင်းကြီးက၄လုံးကို60ရှုံးဆုံးမှာပေးထားတာတွေ့ရပါတယ်ဒီနှစ်တင်းရဲ့ကမ္ဘာအဆင့်တမချက်မှာဆိုရင်ဆာဗီယာ37အန်ဒိုရာ183ဒီဘက်မှာချိလိုက်မယ်ဆိုလို့ရှိရင်အင်ရှင်ဆာဗီယာအခုမှစပြီးဆော့တယ်ပေါ့နော်တပွဲပဲဆော့ရသေးတယ်အဲ့ဒီဆော့တဲ့ပွဲကလည်းတည်ကြီးကျသွားတယ်ပေါ့နော် အန်ဒိုရာကတော့၃ဝက်ဆော့ပြီးပြီ၃ဝက်လုံးဆုံးထားတယ်။ဒါဆာဗီယာကတော့ဒါအယ်ဗေးနီးယားကိုဇီဇီဆော့ရမှာဒါတရေချထားပါတယ်။အန်ဒိုရာကတော့ဒါ၃ဝက်လုံးဆော့ထားတာ၃ဝက်လုံးဘူးမတွင်းထားနိုင်ဘူးပေါ့နော်။လာဗီယာကိုအိမ်ကွက်မှာရှုံးတယ်။အဝေးကွက်မှာအယ်ဗေးနီးယားကိုရှုံးတယ်။အိမ်ကွက်မှာအင်္ဂလန်ကိုရှုံးထားတာလည်းတွေ့ရပါတယ်။ head to head ကတော့ဒီနှစ်တင်းကမရှိဘူး။ head to head ဒီပိုင်းမရှိဘူး။ဒါ once to us ကိုကြည့်မှဆိုရင်ဒါ စာပြရအနိုင်ကိုဒါ၃မြာပေါ့နော်တေးကို15စအန်ဒိုရာအနိုင်ကို52ဒစဆိုမှပြေးထားတာတော့တွေ့ရတယ်ပေါ့နော်ဒါစာပြရမှာတော့တကယ်တကယ်ကျေစာသမားကြီးပေါ့နော်အများကြီးပါပဲဒါဇစ်တို့ဒါလူကစ်တို့ပြီးလို့ရှိရင်ကျွန်တော်ဘယ်လာဟိုဘစ်တို့ပေါ့နော်အများကြီးပါပဲပြောလို့မကောင်းပက်ထရိုဘစ်ရှိမယ်ဗျာဒါကိုသမားဆိုလို့ရှိရင်ဒါအန်ဒိုရာဖက်မှာဆိုရင်တော့ကူကူရှိမယ်မူလာရှိမယ် ပိုလီဗီယာရာရှိမယ်ဘီဘီဖောင်းဆိုတဲ့ကစားသမားရှိမယ်ဘာလို့ဒီအရေပါပဲရိုဒီโกတို့ဘာတို့ပေါ့ဗျာဒါအလားဖြစ်ဟိုနာမည်ကြီးကစားသမားဆိုတော့မရှိတော့ပါဘူးဒါလည်းအကုန်လုံးကစားသမားတွေတော်တော်များများပြည်တွင်းလစ်ကိုအခြေခံထားတဲ့ကစားသမားတွေများတဲ့အန်ဒိုရာမှာပေါ့နော်ဒါ market value လို့ပြောရဆိုရင်တအားအစ်နန်းကွာတယ်ပေါ့နော်။ဒါမှစာပြရအတင်းရတာကိုပြက်တွင်းမတွင်းဘူးဆိုတာဒါကျွန်တော်တို့အမှန်ခံလို့တော့မရအောင်ပါလို့ဆိုရင် သူဆော့ထားတဲ့ပွဲစဉ်နဲ့ချစ်ချစ်လိုက်ဗျာဒါစပိန်ကို3စီးနဲ့ရှုံးတယ်ဆွစ်ဇာလန်ပေးဆော့တယ်ဒိုင်းမတ်ကိုတေးဆော့တယ်ဒိုင်းမတ်ဒါတွေကအသင်းကြီးတွေပေါ့နော်အသင်းငယ်တွေကြီးလိုက်မှဆိုရင်အသင်းငယ်တွေပိုင်းမှဆိုလဲဒါစိုက်ပရက်လိုအသင်းကို1စီးနဲ့နိုင်တယ်အဲ့လိုမျိုးပုံစံတွေပေါ့ဗျာကျွန်တော်ပြောချက်နာပွဲစဉ်မှာကျွန်တော် body မှာပေါ့နော်ဒါဆာဗီးယားအင်ဝင်ပွဲစဉ်နဲ့ဖြစ်နေတဲ့အတွက်ဆာဗီးယား body ပေါ့နော်ဒါတောင်းလုံး20နိုင်ဆာဗီးယားအသင်းနဲ့ဒါကျွန်တော်ဂိုးပေါင်းအပေါ်ပဲယူရမှာပဲနော်ပွဲစဉ်တစ်ပွဲကတော့လာဗီးယားနဲ့အယ်ဘေးနီးယားတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် ဒါအဝေးကွင်းအယ်ဘေးနီးယားတလုံး59နဲ့ဂိုးပေါင်းချင်းနှလုံး60ရှုံပေးထားတယ်ကမ္ဘာအဆင့်တမချက်မှာလာဗီယာ138အယ်ဘေးနီးယား66ဒီဘက်မှာကြီးလိုက်မယ်ဆိုရင်အင်ရှင်လာဗီယာကနှစ်ပွဲဆော့ထားတယ်တစ်ပွဲနိုင်တစ်ပွဲရှုံထားတယ်အယ်ဘေးနီးယားကတော့၃ပွဲဆော့ထားတယ်တစ်ပွဲနိုင်တစ်ပွဲသိရတစ်ပွဲရှုံ၄မှတ်ရထားတာလည်းတွေ့ရတယ်ပေါ့နော်ဒါလာဗီယာအတင်းဆော့ထားတဲ့ဒါပွဲစဉ်နှစ်ပွဲကိုကြည့်မယ်ဆိုရင်အန်ဒိုရာ1-0နဲ့အင်္ဂလန်3-0နဲ့ရှုံးထားတယ် ဒါဂျာရက်မှာဘောနောသူတို့ခြေစမ်းမဆော့ထားတာအာဇာဘိုင်ဂျန်နဲ့တရီကြထားတွေ့ရတယ်။အယ်ဘေးနီးယားရဲ့တောင်းပွဲကိုကြည့်မယ်ဆိုရင်အင်္ဂလန်ကိုတူးစီးနဲ့ရှုံးတယ်။အင်ကွင်းမှာအန်ဒိုရာကိုနိုင်တယ်။အင်ကွင်းမှာဆာဗီယာကိုတရီကြထားလဲတွေ့ရတယ်ဘောနော။ head to head ကတော့ဒါနှစ်ချိန်လုံးတရီကြထားတာလဲတွေ့ရတယ်။ points to box ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါလာဗီယားအနိုင်ကို၄ဆခွဲတရီကို၃ဆခွဲနဲ့အယ်ဘေးနီးယားအနိုင်ကို၈၅ပြပေးထားတယ်။ဒီပွဲစဉ်မှာကျွန်တော် main ကိုပေါင်းအောက်ကိုကြိုက်ပါတယ်။ ိုပေါင်းအောက်ကိုတော်တော်လေးကြိုက်ပါတယ်ဒီပွဲစဉ်မှာနော်ဒါဘော်ဒီမှာအေးဆွတ်မိယူရမှာဆိုရင်အယ်ဘေးနီးယားလောက်ပေါ့နော်ဝမ်းစီးလောက်နဲ့တော့ကတ်နိုင်အောင်လို့ဖြစ်နေပြန်ကျွန်တော်အယ်ဘေးနီးယားအတင်းကိုကြိုက်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့အတင်းတွေကတော့ Netherlands နဲ့ Malta မှာဆိုတော့ Netherlands Finland body Austria body Romania body Serbia နဲ့ Albania တို့ဖြစ်ပါတယ်ဒီကိုရောအလုံးအဆင်ပြေကြပါစေချမ်းသာချမ်းသာကြပါစေဗျာအားပေးတဲ့အနေနဲ့ကြီးစုပေးပါလို့ like subscribe comment ပေးတဲ့ညီကိုအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာ။